ရုရှားရဲ့ cruise missile ပေါင်း100နီးပါးကအပိုင်းပိုင်းပျက်စီးသွားခဲ့ပါပြီ။ဒါဟာယူကရိန်းနေနဲ့အကြီးအကျယ်အောင်ပွဲတစ်ရပ်ရခဲ့တာပါ။ရုရှားရဲ့အရေးပါတဲ့ missile စခန်းဖြစ်တဲ့ Angus Leader စခန်းကယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်အကြီးအကျယ်ပျက်စီးခဲ့ရပါတယ်။ဒီအချက်ကဗလာဒီမာပူတင်အတွက်အယံတော်သဖြစ်စရာဖြစ်မှာပါ။အကြောင်းကတော့ဒီပျက်စီးမှုကြောင့်ယူကရိန်းမျိုးတွေနဲ့အခြေခံအဆောက်အုံတွေကိုဆက်ပြီးတော့တိုက်ခိုက်ဖို့သူအတွက်ပိုပြီးတော့ခက်ခဲသွားလို့ပါပဲ။အခုအချိန်မှာတော့ဒီတိုက်ခိုက်မှုရဲ့ ပျက်စီးမှုအတိုင်းအတာနဲ့ထိရောက်မှုတွေကိုပုံမသိရှိလာရပါပြီ military အရာ sugaring က match လ20ရင်းကြီးကတာဝေးပြစ်နိုင်တဲ့ drone တွေနဲ့တီးကြတဲ့တိုက်ခိုက်မှုတရက်လုပ်ခဲ့ပြီးလက်နက်တူလောင်ယုံတစ်ခုကိုဓာတ်ရိုက်ထိမှန်ခဲ့တယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုကြောင့်စစ်တိုက်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးမီလီယံတွေကအနိုင်ပေါင်းများစွာတောက်လောင်ခဲ့ပါတယ် cruise missile 96ဆင်းလောင်ကျွမ်းသွားတဲ့အတန်းကအရန်ကျေလောင်လုံးတဲ့အတွက် 9မိုင်ကျော်ဝေးတဲ့ရုရှားမြို့တစ်မြို့ဖြစ်တဲ့ဆာရာတိုဖ်မှာနေထိုင်သူတွေကြားခဲ့ရတယ်လို့တောင်ဆိုပါတယ်။ဒါဒီမကသေးပါဘူး။ယူကရိန်းစစ်တပ်ရဲ့အထွေထွေဌာနချုပ်ကခရုစမစ်ဆယ်ရီဖြည့်ဆည်းမှုကအစပဲရှိသေးရဲ့လို့ဖွင့်ဟခဲ့ပါတယ်။ဒါအပြင်လေရင်စီသိုးလောင်ယုံတွေကိုပါထပ်မံတိုက်ခိုက်ခဲ့တာကြောင့်ရုရှားရဲ့စစ်တပ်စီသိုးလောင်မှုတွေအများအပြားဖြည့်ဆည်းခဲ့ရတာဖြစ်ပါတယ်။ ဒီအချက်ကရုရှားရဲ့စစ်စင်ရေးလုံဆောင်နိုင်စွမ်းကိုကြီးမားစွာထိခိုက်စေရလို့ဆိုပါတယ်။ Angus စကန်ရဲ့ဂျိုးရုတပ်ပုံတွေမှာယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ဖြစ်တဲ့ပျက်စီးမှုပမာဏကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ Bachelor 20ရင်းနှီးမတိုင်မီနဲ့မတိုင်ခိုင်းမီနဲ့ပြီးရနောက်မှာဂျက်ပုံတွေကိုနိုင်ရှင်ကြည့်ရင်တော့သိတာပါတယ်။တိုက်ခိုက်မှုမတိုင်မီကစက်မှုစုံတစ်ခုလိုမြင်ရပြီးမိခိုးရောင်ကွန်ကရစ်တွေနဲ့အလုံးလုံးနေတဲ့ပုံစံဖြစ်ပေမဲ့တိုက်ခိုက်ပြီးနောက်မှာတော့ တူလောင်ယုံပက်လယ်မှာမီးလောင်ကျွမ်းမှုရဲ့အတိုင်းအတာကိုဖော်ပြနေတဲ့အနက်ရောင်နဲ့နမိတ်တွေကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။တူလောင်ယုံအကျွင်းကအဆောက်အုံများစွာလဲဖြည့်စည်းနေတာကိုမြင်နိုင်ပါတယ်။ Key Force သတင်းစာရဲ့ Matchla 29ရက်နေ့သတင်းမှာပုံမှန်အသေးစိတ်ဖော်ပြချက်တွေ့ရပါတယ်။ အန်ဂယ်စခန်းကိုယူကရိန်းလုံခြုံရေးဝန်ဆောင်မှု SBU ကအထူးစစ်စင်ရေးတပ်ဖွဲ့တွေနဲ့ဒရုန်းတွေသုံးပြီးတော့တိုက်ခိုက်ခဲ့ရလို့ဆိုပါတယ်။ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု SBU ဟာယူကရိန်းရဲ့အကြီးအကဲပြည်တွင်းလုံခြုံရေးအဖွဲ့ဖြစ်ပြီးတော့ American ရဲ့ CIA နဲ့တူညီတဲ့အဖွဲ့အစည်းလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့2022ခုနှစ်မှာပူတင်ကယူကရိန်းကိုချူးချော်စစ်စတင်ကလေးက SPU ကသူ့ရဲ့အလုပ်ထောင်ဝင်ကိုပြည်ရင်းလုံခြုံရေးရနေရုရှားရဲ့အရေးပါတဲ့ပြမှတ်တွေကိုထိမှန်အောင်ကူညီဖို့သူ့ရဲ့ထောင်လိုင်းရေးစွမ်းရည်တွေကိုအသုံးပြုဖို့ပြောင်းလဲလိုက်ပါတယ်။ဒီ angle second တိုက်ခိုက်မှုမှာလိုတဲ့တချို့ကိစ္စတွေမှာဆိုရင်တော့ SPU ကတိုက်ရိုက်ပို့ပြီးတော့ပါဝင်လာတာဖြစ်ပါတယ်။ဒီ angle second တိုက်ခိုက်မှုမှာလိုပဲဖြစ်တဲ့ SPU အတွင်းကအရင်မြစ်တစ်ခုကအချက်လက်အနည်းငယ်ထက်မှန်ဖို့ ပြခဲ့ပါတယ်။ SPU နဲ့သူ့ရဲ့မဟာမိတ်တွေဟာ Russian Federation ရဲ့အဓိကစစ်အဆောက်အုံတွေကိုတီးခြားတဲ့နီလန်းနဲ့ဆက်လက်ပြီးတော့အလို့ဆောင်နေပါတယ်။ဒါရီဟာတရားဝင်ပြစ်မှတ်တွေပါပဲလို့အမည်နာမည်မဖော်လို့တဲ့အရင်းမြစ်ကနေပြီးတော့ဆိုပါတယ်။ ီလိုအထူးစစ်စင်ရေးတွေကရန်သူတွေရဲ့ဒုံးကျည်တွေနဲ့ယူကရိန်းမျိုးတွေကိုအကြမ်းဖက်နိုင်စွမ်းကိုရှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။အန်ဂယ်စက်ခန်းတိုက်ခိုက်မှုကဒီအတိုင်းပါပဲ။အန်ဂယ်စက်ခန်းမှာ TU160 နဲ့ TU95MS လေယာဉ်တွေအပါအဝင်ရုရှားလေယာဉ်မျိုးစုံရှိတဲ့အပြင် KH55 ဒုံးကျည်အများအပြားကိုလည်းတိုးလောင်ထားပါတယ်။ရုရှားရဲ့ခေမီဒုံးကျည်တစ်မျိုးဖြစ်တဲ့ KH55 က2000ပြည့်နှစ်တည်းကတက်တွင်းဝင်ခဲ့ပြီးရုရှားလီဒါရဲ့အရေးပါတဲ့ဗျူဟာတစ်ခုဖြစ်လာပါတယ်။ KH555 ဟာအခြေခံ KH55 ထက်များစွာတိုးတက်ပါတယ်ဒီလိုရေဒါဖမ်းမခံရအောင်ဒီဇိုင်းထုတ်ထားတဲ့အတွက်ဒုံးကြီးကိုပြက်လွတ်ပြီးရင်ခြေရခံဖို့ခက်ခဲပါတယ် KH555 တစ်စီးက180ပေါင်အလေးချိန်ရှိတဲ့ပုံမှန်ဘုံကောင်းဖြစ်ဖြစ်200ကီလိုတန်နျူကလ িয়ার စွမ်းအင်ရှိတဲ့ကောင်းဖြစ်ဖြစ်တက်ဆင်နိုင်ပါတယ် 1864မိုင်အကွာဝေးထိရောက်ရှိနိုင်တဲ့အတွက်ယူကရိန်းနဲ့ရုရှားစစ်ပွဲကာလအတွင်းယူကရိန်းရင်ဆိုင်ခဲ့ရတဲ့အကြီးမားဆုံးချင်းချောက်မှုတစ်ခုဖြစ်ပါတယ်။အခုတော့အင်ဂယ်စခန်းမှာရှိတဲ့ KH55 တွေပြည့်စည်သွားပါပြီ။ ဒုတိယဒုံးကြီးမျိုးစားကတော့ KH101 ဖြစ်ပါတယ်။ဒါကလည်းရုရှားရဲ့လေယာဉ်တင်ဒုံးကြီးဖြစ်ပြီးတော့နျူကလ িয়ার ဒုံးကောင်တက်ဆင်နိုင်စွမ်းရှိပါတယ်။ယူကရိန်းမျိုးတွေနဲ့အခြေခံအဆောက်အအုံတွေကိုဖျက်ဆီးပစ်ဖို့ရုရှားသုံးတဲ့ KH555 နဲ့ KH101 ဒုံးကြီးတွေအကြောင်းပြောပြပါမယ်။ဒီဒုံးကြီးသုံးမျိုးစလုံးကယူကရိန်းအတွက်ကြီးမားတဲ့အချင်းချောင်းမှုတွေဖြစ်ပါတယ်။ KH55 က1980ခုနှစ်ဆိုဗီယက်တွေဖွံ့ဖြိုးစဉ်ကတည်းကလေယာဉ်တင်ဒုံးကြီးအဖြစ်စတင်ခဲ့တာဖြစ်ပါတယ်။အတန်ထက်မြန်တဲ့ ့အချိန်တနအိမိုင်981နဲ့မိုင်1550အထိကိုရောက်ရှိနိုင်ပါတယ်။အလေးချိန်2669ပေါင်ကျော်ရှိပြီးတော့250ကီလိုဒန်နျူကလ ியர் ဒုံးကောင်တက်ဆင်နိုင်ပါတယ်။ KH55SM ကတော့အကွာအဝေး 1864မိုင်အထိပြည့်ခတ်နိုင်ပါတယ်။နောက်ထပ် KH-65SE ကတော့ပို့ကုန် version ဖြစ်ပါတယ်။အကွာအဝေး382မိုင်သာပြည့်ခတ်နိုင်ပါတယ်။ Angle စက္ကန့်မှာအများဆုံးရှိနိုင်တဲ့ version KH-555 ပါဖြစ်ပါတယ်။ TU95 MS နဲ့ TU160 ရို့ကိုတော့ဘုံကျဲလင်းနေရနေပြစ်လို့ဖို့အထူးဒီဇိုင်းလုပ်ထားပါတယ်။ Match လ20ရက်က Angus တိုက်ခိုက်မှုမှာအများအပြားပျက်စီးခဲ့တာသိကြပါတယ်။ဒီဒုံးကြီးတွေဟာ Ukraine အတွက်ကြောက်စရာကောင်းတဲ့ချိန်ချမှုတွေဖြစ်ပြီးတော့ Angus စခန်းပျက်စီးသွားတဲ့အတွက် Russia ရဲ့စစ်စွမ်းအေတတော်လေးကိုကျဆင်းသွားပါပြီ။ KH101 ဒုံးကြီးဟာမြေမျက်နှာပြင်နဲ့နီနီကက်ကက်ပြန်သန်းနိုင်အောင် အထူးဒီဇိုင်းထုတ်ထားတာပါ။ဒီလိုလှုပ်ဆောင်ချက်က KH55 နဲ့တခြားမျိုး းခွဲတွေကိုဖြုတ်ချနိုင်တဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုရှောင်ရှားနိုင်စွမ်းရှိပါတယ်။ KH101 ကပုံမှန်ဒုံးကြီး version ဖြစ်ပြီးတော့992ပေါင်အလေးချိန်ရှိတဲ့ဒုံးကောင်တက်ဆင်နိုင်ပါတယ်။နျူကလ িয়ার ဒုံးကောင်တက်ဆင်နိုင်တဲ့ version ကတော့ KH102 လို့ခေါ်ပါတယ်။ဒီဒုံးကြီးရဲ့ပုံမှန် version ကဘုံကျဲဒုံးကောင်အထူးပြည့်ကိုဒုံးကောင်တွေတက်ဆင်နိုင်တဲ့အထွက်ကိုတခြားဒုံးကြီးတွေထက်ပုံမှန်ပြီးတော့အသုံးဝင်ပါတယ်။အကွာအဝေးနေနဲ့1240ကနေ1939မိုင်အထိရောက်ရှိနိုင်ပြီး angle second ကနေ ပြည့်လွတ်မယ်ဆိုရင် Ukraine အနှံ့ကပြည့်မှတ်တွေကို ထိမှန်နိုင်စွမ်းရှိပါ रे ဒီဒုံးကြီးတွေရဲ့တက်လက်တန်နဲ့အကွာအဝေးဟာဆိုရင်တော့အင်ဂယ်စကန်ကိုယူကရိန်းတိုက်ခိုက်ရတဲ့အရေးပါမှုကိုရှင်းပြနေပါ रे ရုရှားဒုံးကြီးတွေကပြစ်အားနဲ့အကွာအဝေးကိုပေါင်းဆက်ထားပြီးတမျိုးကတော့လေကြောင်းကာကွယ်ရေးစနစ်တွေကိုပါရှောင်ရှားနိုင်စွမ်းရှိပါတယ်။အခုဒီဒုံးကြီး66ဆင်းပျက်စီးသွားပါပြီ။ Angus ကလက်နက်တူလောင်ယုံပျက်စီးသွားတဲ့အတွက်ရုရှားရဲ့စစ်စွမ်းရည်ကိုပုံမနဲ့ဆိုင်စွာထိခိုက်စေပါရယ်။အန်ဂယ်စခန်းရဲ့ဒီနေရာကိုကြည့်ရင်ဒီဒုံးကြီးတွေရဲ့အကွာအဝေးဟာရုရှားအလေပိုင်းကစခန်းတစ်ခုအနေပြစ်လွတ်မယ်ဆိုရင်ဒါတော့အရေးပါမှာမဟုတ်ပါဘူး။ Angel စကန်ကဒီလိုစကန်တွေထဲမှာမပါဝင်ပါဘူး။ Angel လေးတဲ့စကန်ကပြောရမယ်ဆိုရင်တော့နေဆက်လေးတဲ့စကန်မဟုတ်ဘဲနဲ့ Ukraine စစ်မျက်နှာစာနဲ့အရန်နီးတဲ့နေရာမှာရှိပါတယ်။ Moscow Times သတင်းစာရဲ့ဖော်ပြချက်အရဒီစကန်ကရုရှား-ယူကရိန်းနယ်စပ်ကနေအရှေ့ဘက်မိုင်300အကွာမှာပဲရှိရလို့သိရတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ဒီနီကမ်မိုးကရုရှားအတွက်ယူကရိန်းအနှံ့ကပြတ်မှတ်တွေကိုလွယ်လွယ်ကူကူထိမှန်စေတဲ့အဓိကအချက်ဖြစ်ပါတယ်။ TU-160 သို့မဟုတ် TU-95MS လေယာဉ်တစ်စီးကစက္ကန့်အနည်းပြန်တက်လိုက်ရုံနဲ့ဒုံးကြီးတွေကိုပြစ်လွန်နိုင်ပါတယ်။ဒုံးကြီးတွေကယူကရိန်းနယ်စပ်ကိုရောက်တဲ့အခါမှာမိုင်900ကနေ1500အထိဆက်ပြီးတော့ပြန်တန်းနိုင်စွမ်းရှိပါတယ်။2024ခုနှစ်ဩဂုတ်လမှာယူကရိန်းကခါစ်ကိုထိုးစစ်ဆင်ပြီးကလေးကရုရှားနယ်မြေအတွင်းကပူတင်ရဲ့လက်နက်တွေကိုယူကရိန်းကပုံမမကြာခဏ တိုက်ခိုက်လာပါတယ်။အရင်ကတော့ရုရှားနေမြေတွေကိုဝန်နာကပူတင်ရဲ့ဒေါသထွက်စရာဖြစ်ခဲ့ပါတယ်။ကတ်စ်တိုးစနဲ့အမေရိကန်ကယူကရိန်းကိုရုရှားနေမြေအတွင်းဒုံးကြီးအဝေးကြီးသုံးခွင့်ပေးတဲ့အချိန်မှာပူတင်ကရုရှားရဲ့နျူကလ িয়ার မူဝါဒကိုပြောင်းလဲဖို့စဉ်းစားရစေခဲ့ပါတယ်။ဒါပေမဲ့အခုချိန်ထိပူတင်ကဒီနျူကလ িয়ার ချိန်ချမှုတွေကို အကောင့်ထဲမဖော်နိုင်သေးပါဘူး။ ဒါကြောင့်ဒီစကန်ကိုတိုက်ခိုက်မှုမှာစကန်ကိုအစွမ်းကင်းမဲ့စေရင်ဒါမှကပူတင်ရဲ့နျူကလ িয়ার ချိန်ချမှုတွေကလည်းမရှိဘူးဆိုတာကိုထက်မှန်ဖော်ပြနေပါတယ်။ ပူတင်ရဲ့ကျူးကျော်စစ်တလျှောက်လုံးချင်းချောက်ခံခဲ့ရတဲ့နျူကလ িয়ার တိုက်ခိုက်မှုအတွက်အတုံးပြုတ်နိုင်ခဲ့တဲ့အုံကြီး66စင်းကိုယူကရိန်းကဖျက်ဆီးလိုက်ပြီးတော့ဒလောက်နီးကတဲ့နယ်စပ်မှာရှိနေတဲ့အုံကြီးတွေရှိသေးလျက်နဲ့ပူတင်မတိုက်ခိုက်ခဲ့တာကသူတကယ်တမ်းဘယ်တော့မှမတိုက်ခိုက်နိုင်ဘူးဆိုတာကိုသက်သေပြနေပါတယ်ဒီတစ်ခါတည်းမဟုတ်ပါဘူးအန်ဂယ်စကန်ကိုယူကရိန်းကမကြာခဏထိုးစစ်ဆင်နေတာပါ Keith Intervent သတင်းဌာနရဲ့အစီရင်ခံစာအရ2022ခုနှစ်ဒီဇင်ဘာလကလေးကဒီစကန်ကိုပြစ်မှတ်ထားခဲ့ကြတာပါ။အဲဒီတော့ကဒရုန်းတိုက်ခိုက်မှုကြောင့်ကြီးမားတဲ့ပေါက်ွဲမှုဖြစ်ခဲ့ပြီးတော့ပြည်တယ်ကအကြာကိုရုရှားကျူးကျော်စစ်စတင်ကလေးကစစ်အင်အားကာကွယ်ရေးမှအကြီးမားဆုံးအားနည်းချက်လို့သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့ပူတင်ကဒီသင်ခန်းစာကိုမရှုခဲ့ဘူး။2022ဒီဇင်ဘာကနေ2024ဇန်နဝါရီအတွင်းအန်ဂယ်စ်ကိုထက်ခါထက်ခါတိုက်ခိုက်ခဲ့ပြပြီးတော့2025မတ်လ20ရက်ကတိုက်ခိုက်မှုကဒီစကန် ဲ့ပြည့်စည်မှုတွေကိုပို့ဆိုးစေခဲ့တာပါဂျာဘာကိုပြောနေလဲဆိုတော့ပူတင်ကအန်ဂယ်စ်ကိုကာကွယ်ဖို့ဘာမှမလုပ်နိုင်ဘူးဆိုတာပဲဖြစ်ပါတယ်။ရုရှားသမ္မတနေဆက်ကမှဩဇာလွှမ်းမိုးခြင်းပေမဲ့သူအကြရှုံးနေပါတယ်။အန်ဂယ်စ်မှာယူကရိန်းဒရုန်းတိုက်ခိုက်မှုတွေကိုတားဆီးနိုင်တဲ့ကာကွယ်ရေးစနစ်တွေမရှိဘူး။အခုလိုလက်နက်တူလောင်ယုံကြီးပျက်စီးသွားပြီဆိုတော့ဒီစခန်းကိုနောက်ထပ်တိုက်ခိုက်မှုတွေမလုပ်ခင်မှာထပ်တွေ့ရမယ့်အလားအလာများပါတယ်။ အခုဆိုရင်စက္ကန့်ဟာအတေကားလနဲ့တူလောင်ယုံဆုံးရှုံးပြီးအစွမ်းကုန်ချိနဲ့နေပါပြီယူကရိန်းကဒီတိုက်ခိုက်မှုတွေဆက်လုပ်သွားမယ်ဆိုရင်အန်ဂယ်စက္ကန့်ဟာမြေပုံကနေပျောက်ွယ်သွားနိုင်ပါတယ်အန်ဂယ်စက္ကန့်ကိုပြတ်မှတ်ထားတိုင်းချက်ချင်းတက်ရောက်မှုတွေမြင်နိုင်ပေမယ့်နောက်လာမယ့်ယူကရိန်းစစ်ပွဲမှာဘလို့တက်ရောက်မှုရှိမလဲရုရှားကလာမယ့်လနှစ်လအတွင်းယူကရိန်းကို အကြီးစားတိုက်ခိုက်ဖို့ပြင်ဆင်နေတာမို့ cruise missile 96စင်းကိုအန်ဂယ်စမှာတူလောင်ထားတာဖြစ်နိုင်ပါတယ်ဒီတိုက်ခိုက်မှုတွေမှာဒုံးကြီး ဲ့ဒရုန်းတွေကိုရောသုံးမှာဖြစ်ပြီးတော့ဒုံးကျည်တွေကိုပို့ပြီးတော့ခြွေတာပြီးသုံးဖို့စဉ်းစားစီစဉ်ထားတာပါ။ American သမ္မတ Donald Trump ရဲ့လှုပ်ဆော်မှုနဲ့ Ukraine နဲ့ Russia နှစ်ဖွဲ့စလုံးကခြားနားချက်တစ်ခုခုနဲ့စစ်ပြေငြိမ်းရေးသဘောတူညီချက်ရဖို့ကြိုးစားနေကြပါတယ်။ Russia ကစွန့်ရင်အခြေခံအဆောက်အုံတွေနဲ့ပင်လယ်နက်ကိုတိုက်ခိုက်မှုတွေပါဝင်တဲ့သဘောတူညီချက်ကိုလိုချင်နေပါတယ်။ Ukraine ကတော့ Russia ကျူးကျော်စေရဲ့ဗတ်စုံပါဝင်တဲ့စစ်ပြေငြိမ်းရေးသဘောတူညီချက်ကိုသာလိုချင်တာဖြစ်ပါတယ်။ Putin ရဲ့ view ဟာကဒီစစ်ပြေငြိမ်းရေးညှိ ီနိုင်မှုတွေမှာတက်နိုင်တဲ့များအချိန်ဆွဲဖို့ပါဒါပေမဲ့ Angel Second ပြည့်စည်မှုကသူ့ရဲ့အစီအစဉ်လေးကိုတော်တော်လေးနှောင့်နှေးစေလိုက်ပါပြီရုရှားကောင်းဆောင်က Deepri Becker မှာသူ့မှာအားသာချက်ရှိရလို့ယုံကြည်နေပါတယ်သူ့တက်တွေက Kharkiv ကနေ Ukraine တက်တွေကိုတဖြည်းဖြည်းတွန်းထုတ်နေပြီး2024ခုနှစ်ဩဂုတ်လမှာဆုံးရှုံးခဲ့ရတဲ့အနေမြင့်ရဲ့90ရာခိုင်နှုန်းခန့်ကိုပြန်လည်သိမ်းပိုင်နိုင်ခဲ့ရလို့ယူဆရပါတယ်ဒါအပြင်ရုရှားက Ukraine နယ်မြေ 1609စတူရန်မိုင်ကိုလည်းသိမ်းပိုင်နိုင်ခဲ့ပါတယ်။ဒီအောင်ပွဲတွေရဖို့ရုရှားစစ်သား4200အသက်ဆုံးရှုံးပေးခဲ့ရတာဖြစ်တယ်။ဒါပေမဲ့ဘူတရတော့တဟုတ်ကယူမဆိုင်ပါဘူး။သူကတော့ဒီစစ်နီးဖြူဟာရဲ့ရှေ့ကိုဆက်ပြီးတော့ရှေ့ဆက်တိုးနိုင်စွမ်းကိုပဲမြင်နေရဖြစ်ပါတယ်။ ဒါကြောင့်မယ်သူကစစ်ပြေငြိမ်းရေးဆွေးနွေးမှုတွေကိုအချိန်ဆွဲနေတာဖြစ်ပါတယ်။ယူကရိန်းကရုရှားရဲ့ Cruise Missile 96စင်းကိုဖျက်ဆီးလိုက်တာကဒီအချိန်ဆွဲမှုအစီအစဉ်ကိုအတိုင်းအတာတစ်ခုအထိထိခိုက်စေခဲ့ပါတယ်။ပူတင်ကစစ်ပြေငြိမ်းရေးသဘောတူညီချက်မလုပ်ခင်ယူကရိန်းရဲ့အခြေခံစောင့်အုံတွေကိုဒီဒုံးကျည်တွေနဲ့ထပ်ပြီးတော့ဖျက်ဆီးဖို့မျှော်လင့်ထားခဲ့တာပါ။အခုတော့သူ့အစီအစဉ်ပြတ်သွားပြီ။သူသတိမထားမိရင် Angus မာလိုမျိုးတိုက်ခိုက်မှုတွေကယူကရိန်းဘက်ကို အားသာချက်ပြန်ပြီးတော့ရောက်စေနိုင်ပါတယ်။ဒါကပူတင်ကခက် Kharkiv ကိုပြန်သိမ်းတဲ့အတွက်ယူကရိန်းဆုံးရှုံးသွားတဲ့အာဏာတချို့ကိုပြန်ပြီးတော့ဖြည့်ပေးနိုင်ပါလိမ့်မယ်။ရုရှားရဲ့ဒုံးကျည်နဲ့ drone တိုက်ခိုက်မှုတွေရဲ့ပမာဏကြီးမားမှုကိုလည်းလစ်လို့ရှုလို့မရပါဘူး။ Strategic and International Studies Center ရဲ့အချက်အလက်တွေအရ2022စက်တင်ဘာ28ကနေ2024ဒီဇင်ဘာ28နေ့ထိရုရှားဟာဆိုရင်တော့ယူကရိန်းကိုဒုံးကျည်1900ကျော် chemical တိုက် drone 14,400အပါဝင်ပြည်လုခဲ့တာဖြစ်တဲ့အခုဆိုရင်ဒီအရေးအတွက်က2000ကျော်သွားပြီလို့ခန့်မှန်းပါတယ်။ဒီကနန်းတွေကပူတင်ဟာယူကရိန်းစစ်မျက်နှာအနီးကလေကြောင်းတိုက်ခိုက်မှုတွေကိုဘလောက်မီခိုနေရတယ်ဆိုတာပြနေပါတယ်။ Angus ကလည်းနဲ့တူလောင်ယုံပြက်စီးသွားတာကရုရှားရဲ့ဒီလိုတိုက်ခိုက်မှုတွေလုံနိုင်စွမ်းကိုကန့်သတ်လိုက်တာလည်းဖြစ်ပါတယ်။ ဗူတင်ကလာမယ့်လနှစ်လအတွင်းအန်ဂယ်စကန်ကိုပြန်ဖြည့်ဖို့ကြိုးစားမယ်ဆိုပေမဲ့ဒါကရုရှားအတွက်နောက်ထပ်ပြဿနာတစ်ခုကိုပဲဖြစ်စေပါတယ်။2025ရောက်တဲ့အခါရုရှားမှာဒုံးကျည်တွေကုန်ခန်းလာနေပါပြီ။ Frontline တရင်ထောက် Jerome Starkey ရဲ့အစီရင်ခံစာအရဆိုရင်တော့သူဟာ Ukraine သူတေသနာလက်တွေ့စခန်းတချို့မှာဆိုရင်တော့အချိန်ကုန်ဆုံးခဲ့ပူပါတယ်။ဒီလက်တွေ့ကနေမှာရုရှားပြစ်လို့တဲ့ဒုံးကျည်နဲ့ drone အကျဉ်းချန်တွေကို Ukraine ကစစ်ဆေးလေးလာပါတယ်။ Starkey ရဲ့ပြောကြားချက်အရ Ukraine ဤပညာရှင်တွေက အရေးကျွမ်းကျင်လွန်းလာကြောင်းပူတင်ပြစ်လို့တဲ့လက်နက်တွေရဲ့အထူးသီးသန့် serial number တွေကိုတောင်ဖော်ထုတ်နိုင်ပါတယ်။ဒါကဘာကောင်းလဲဆိုတော့ဒီလက်နက်တွေကိုဘယ်အချိန်ထုတ်လုပ်ခဲ့ရလဲဆိုတာသိနိုင်လို့ပါ စတာကီရှင်းပြချက်အရဒီသုတေသနကနေထူးခြားတဲ့အချက်တစ်ခုကိုသိလိုက်ရတာကရုရှားရဲ့အရေးပါတဲ့ Christmas Story ကစေယုံကနေရှေ့တန်းကိုအရင်မြမြန်ရောက်နေတယ်ဆိုတာပါယူကရိန်းတွေကဒါကိုကြည့်ပြီးတော့ရုရှားမှာလက်နက်တူလောင်မှုနည်းနေပြီလို့ကောက်ချက်ချကြတာလည်းဖြစ်ပါတယ်တနည်းပြောရမယ်ဆိုရင်တော့ပူတင်နေနဲ့ယူကရိန်းတစ်ချက်သေးတိုက်ခိုက်မှုမှာပဲ Christmas Sal တရားနီးပါဆုံးရှုံးဖို့မတက်နိုင်တော့ဘူးလို့ဆိုတာဖြစ်ပါတယ်ရုရှားအသစ်ထုတ်လုပ်နေပေမဲ့ဒီတုံးကြီးအသစ်တွေကတန်းပြီးတော့ Angel Slonia တွေက 我叫尼达嘎。 ပူတင်ဟာသူ့ရဲ့နေရာတွေကိုပြောရမယ်ဆိုရင်တော့မူလာလနဲ့တူလောင်ယုံမှုတွေကိုကုံအောင်သုံးပြလိုက်ပြီလို့ဖော်ပြနေရလဲဖြစ်ပါတယ်။အနည်းဆုံးတော့ဆိုဗီယက်ခေတ်က KH55 ဒုံးကြီးတွေကုံသွားပြီးအခုဆိုရင်ဒုံးကြီးအစ်စ်တွေထုတ်ဖို့စက်ယုံတွေအပေါ်မိခုံနေရပါပြီ။ဒါကြောင့် Angus ကိုပြန်ဖြေးဖို့နဲ့လာနေချီချမဲ့အပြင်ဒီအချိန်အတွင်းမှာ Ukraine ကစက်ခန့်အောင်ထပ်ပြီးတော့တိုက်ခိုက်ဖို့အခွင့်အလမ်းတွေပို့ပြီးတော့ရလာမှာလဲဖြစ်ပါတယ်။ Ukraine ကစိတ်ရှည်စွာစောင့်ပြီးတော့ Angus မှာလက်နက်အစ်စ်တွေရောင်းမှာပဲ ထပ်ပြီးတော့တိုက်ဖို့ရွေးချယ်ကောင်းရွေးချယ်မယ်။ဒါမှရုရှားရဲ့အချိန်နဲ့အရင်မြစ်တွေကိုပို့ပြီးတော့ဖြုံးတိနိုင်မှာဖြစ်ပါတယ်။ယူကရိန်းကအန်ဂယ်စ်ကိုအချိန်ချင်းတိုက်ပြီးပြီဆိုတော့ပူတင်နေတဲ့ဒီစခန်းကိုကာကွယ်ဖို့ဘာမှမလုပ်နိုင်ဘူးဆိုတာသိတာနေတာသူတို့သိပြီးသားဖြစ်တဲ့ဆိုဗီယက်ခေလနက်စ်ကိုဒူလောင်မှုပြဿနာတွေနဲ့ရုရှားရုံးကန်နေရတဲ့အချိန်တွေကနေဇန်နဝါရီလကုန်ပိုင်းတုန်းက Kiev Independent သတင်းဌာနကဖော်ပြခဲ့တဲ့အတိုင်းဆိုရင်တော့ရုရှားစစ်တပ်ကဒူမာရှိတဲ့စစ်ပစ္စည်းတွေရဲ့90%ခန့်လုံးကျော်ကိုဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။ဂျန်နေပစ္စည်းတွေကလည်းအခြေအနေမကောင်းလာများလို့ပူတင်ကအန်ဂက်စခန်းကိုပို့မဲ့ဆိုဗီယက်ခေလနဲ့တွေတောင်အလုံးမလုံးနိုင်တော့ဘူးလို့ဆိုနိုင်ပါတယ်။ဒီလနဲ့တူလောင်မှုပြဿနာကဘလောက်ဆိုးလဲဆိုရင်2025နှစ်ကုန်နဲ့2026မှာရုရှားရဲ့ရန်လိုမှုတွေတဖြည်းဖြည်းရောကြလာနိုင်တယ်လို့ Kiev Independent ကဆိုပါတယ်။ ူတင်ကလိုချင်လို့မဟုတ်ပဲသူတက်တီကိုလှို့လိုအပ်တဲ့လက်နက်တွေထောက်ပံ့နိုင်တော့မှာမဟုတ်လို့ဖြစ်ပါတယ်။ဒါအပြင်လက်နက်တူလောင်မှုတင်မကပဲနဲ့ပူတင်ကိုယ်တိုင်လည်းချွတ်ချုံကြနေနိုင်တယ်လို့ယူကရိန်းသမ္မတဇလန်စကီးကမက်ရှလာ29ရက်ကတွေးဆုံမေးမြန်းခန်းမှာပြောခဲ့ပါတယ်။သူကပူတင်ရဲ့အသက်အရွယ်ကိုအဓိကထောက်ပြပြီးတော့ယူကရိန်းမဟာမိတ်တွေကိုရုရှားအပေါ်တန်ခတ်ပေးဆမှုတွေမယုတ်သိမ်းဖို့တိုက်တွန်းခဲ့တာပါ။ပူတင်ရဲ့အစ်စ်ပြင်းကြီးဆိုင်ရာအချိန်ဆွဲမှုတွေကသူ့အတွက်အနောက်ပြန်ဆွဲစီနိုင်ပါတယ်။အကြောင်းက သူအသက်82နှစ်ရှိနေပြီဖြစ်လို့ပါအစပိုင်းမှာငားရက်အတွင်ပြီးမယ်လို့ထင်ခဲ့တဲ့စစ်ပွဲတစ်ခုကိုစတိုက်စီမံနေရတဲ့ဖိစီးမှုတွေကြားမှာသူဘလောက်ထိခံနိုင်အောင်မလဲဇလန်စကီရဲ့အဆိုအရပူတင်ဟာအချိန်နေမယွန်းစွာတွက်ချက်နေရလို့ဆိုပါတယ်ရုရှားကောင်းဆောင်ကသူ့မှာအားသာချက်ရှိရလို့ထင်ပြီးတော့အချိန်ဆွဲနေတဲ့အချိန်ယူကရိန်းကအန်ဂယ်စလိုနီယာတွေကိုတိုက်ခိုက်တာပူတင်အတွက်လာပိုင်းချီတဲ့တိုက်ခိုက်မှုအခွင့်အလမ်းတွေကိုဆုံးရှုံးနေစေတာဖြစ်ပါတယ် ဒီတော့ဒီအခြေအနေကပြဿနာတက်နေတဲ့စစ်ပြင်းရင်းရင်းညနိုင်မှုတွေကိုဘယ်လိုတရားမှုရှိမလဲ။ Angle Strike ခိုင်မှုမှာယူကရိန်းကရုရှားရဲ့လေယာဉ်စီးထိုးလောင်မှုတွေကိုပါဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါဟုအကြောင်းပြုပြီးပူတင်ကယူကရိန်းမှာစွမ်းရင်အခြေခံအဆောက်အအုံဆိုင်ရာစစ်ပြင်းရင်းရင်းကိုစိတ်မဝင်စားဘူးလို့ဆွတ်ဆွဲနိုင်ပါတယ်။တကယ်တော့ဒါကရုရှားသမ္မတရဲ့ကိုကြိုးရှာမှုပါပဲ။ Match 16ရက်က Trump ကိုချက်ချင်းစစ်ပြင်းရင်းရင်းကတိပေးထားပေမဲ့သူကိုယ်တိုင်ယူကရိန်းရဲ့စွမ်းရင်အခြေခံအဆောက်အအုံတွေကိုစက်တိုက်တိုက်ခတ်နေတာဖြစ်ပါတယ်။ Angle န်စတိုက်ခတ်မှုဟာသူ့အတွက်လုံးဝနောက်ဆိုးဖို့ဒါမှမဟုတ်အချိန်ဆွဲဖို့အကြောင်းပြချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။